မိမိတို့နိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များကိုကြည့်မဲ့ဆိုပါကပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားတာကိုတွေးရှိရမှာဖြစ်ပါကြောင်း အတန်းပညာတက်မြောက်မှုအားနေခြင်းတည်မြဲတွေးခေါ်နိုင်မှုအားနေခြင်းတို့ကြောင့်အကျန်းဖတ်မှုလုပ်ရများကိုလှုပ်ဆောင်လာကြခြင်းဖြစ်ပြီးဒေတာနဲ့ဒေတာငယ်များရဲ့လူမှုစုပေါင်းဘဝများကိုပါထိခိုက်လာစေကြောင်းဒါကြောင့်ဆရာဆရာမများအနေနဲ့မိမိတို့သင်ကြားပေးနေရတဲ့ကလေးငယ်များအားအတန်းပညာသင်ကြားပေးခြင်းအပြင်အကောင်အဆိုးအကြောင်းအကျိုးကိုခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့်အသိပညာနဲ့အတွေ့အမြင်များကိုသင်ကြားပေးရမှာဖြစ်ပါကြောင်းငယ်စဉ်ကလေးဘဝကလေးကစနစ်တကျဖြင့်နေထိုင်သွားလာတတ်စေရေးတန ရှင်းတက်ရက်မှုရှိစေရင်လိမ္မာယဉ်ကျေးမှုရှိစေရင်တင်ကြားလေ့ကျင့်ပေးမှသာလျှင်အနာဂတ်ဘဝလမ်းတစ်လျှောက်မှာကောင်းမွန်တာယာတဲ့လူမှုဘဝကိုရရှိစေမှာဖြစ်ပါကြောင်း ။ကျောင်းစာကြည့်တိုင်းနဲ့ပတ်သက်ပြီးကျောင်းသားကျောင်းသူများရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့စာအုပ်များထားရှိရန်လိုပြီးကျောင်းသားကျောင်းသူများနဲ့မသက်ဆိုင်တဲ့စာအုပ်စာပေများမထားရှိရန်လိုကြောင်းကျောင်းသားကျောင်းသူများတုတ္တရတစာပေများဖတ်ရှုလေ့လာခြင်းဖြင့်အသိပညာတက်ပညာများတိုးပွားလာပြီး၎င်းတို့ဘဝအတွက်များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်းအတန်းပညာကိုသင်ကြားမှုမှာရရှိတဲ့ကဲ့သို့အသိပညာအားစာအုပ်စာပေများဖတ်ရှုခြင်းမှာရရှိနိုင်ပါကြောင်း ကလေးငယ်များကိုတင် जा လေ့ကျင့်ပေးရမယ့်သူများဖြစ်တဲ့ဆရာဆရာမများအနေနဲ့လည်းအသိပညာများပြည့်ဝစေရေးစာပေဖတ်မှတ်လေ့လာခြင်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်စေလိုကြောင်းမိမိတို့တောင်းယူထားရတဲ့ဘာသာရပ်များအလိုက်ကျွမ်းကျင်ပိုင်နိုင်စွာတင် जा လေ့ကျင့်ပေးနိုင်ရမှာဖြစ်တဲ့ကဲ့သို့မိမိတို့ကြုံတွေ့ခဲ့ရတဲ့ဘဝအတွေ့အကြုံများစာပေဖတ်မှတ်ခြင်းမှရရှိခဲ့တဲ့အသိအမြင်များကိုလည်းကလေးငယ်များထံသို့မျှဝေပေးနိုင်ရမှာဖြစ်ပါကြောင်းအဲ့ဒီလိုဆောင်ရွက်ပေးနိုင်မှသာလျှင်မိမိတို့နိုင်ငံရဲ့အနာဂတ်ကိုဦးဆောင်ကြမယ်အနာဂတ် မျိုးဆက်တဲ့လူသားအရင်းမြစ်ကောင်းများကိုပုံမှန်မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်းနိုင်ငံတော်အနေနဲ့လည်းပညာရေးကိုဘတ်ပေါင်းစုံမှအားပေးမြင့်တင်လျက်ရှိပြီးသင်ကြားရေးဝန်ထမ်းများအတွက်လည်းဝတ်စုံစရိတ်များအင်အားကများထောက်ပံ့ခြင်းများပညာရပ်ပိုင်းဆိုင်ရာချိမိမှုများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်းအဲ့ဒီလိုဆောင်ရွက်ပေးနေချိန်မှာတင်ကြားရေးတာဝန်ယူထားရတဲ့ဆရာဆရာမများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်များကိုပျော့ပျော့ရွှင်ရွှင်နဲ့ကြည်ပြွန်စွာအာယုံစူးစိုက်မှုအပြည့်ရှိစွာဖြင့်ထမ်းဆောင်စေလို၍ဖြစ်ပါကြောင်း အနာဂတ်တိုင်းပြည်အတွက်စိတ်သက်စီကံကောင်းမွန်သည့်အရေးသွေးပုံမောင်းမွန်တဲ့လူသားရင်းမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေးဆရာဆရာမများအနေနဲ့ကြိုးပမ်းဆောင်ရွက်ကြစီလိုကြောင်းနိုင်ငံတော်အနေနဲ့တနိုင်ငံလုံးပညာရေးမြန်မာရေးအတွက်ဆောင်ရွက်ပေးလျက်ရှိတဲ့ကဲ့သို့ဆရာဆရာမများအနေနဲ့လည်းကျောင်းသားကျောင်းသူများပညာရေးမြန်မာရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးကြစီလိုကြောင်းနိုင်ငံဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မှာဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ရန်လိုပါကြောင်း မိမိတို့တာဝန်ယူထားရတဲ့တာဝန်များကိုကြေပြွန်စွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုကြေပြွန်ရမှာဖြစ်ကြောင်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးအတွက်နိုင်ငံဝန်ထမ်းပိသစွာဖြင့်အတူတကွာကြိုးပမ်းဆောင်ရွက်သွားကြကြရတဲ့နိုင်ငံဝန်ထမ်းများဖြစ်ကြစေလိုကြောင်းဖြင့်မှာကြားပါတယ်။